ကဲမင်္ဂလာပါမျိုးတို့ရေတပတ်ပြီးသွားတော့လဲတပတ်လာပြန်ပြီဗျเนาะပြီးခဲ့တဲ့ပတ်ကဆိုရင်ကျွန်တော်အနေနဲ့ဟိုကီးတွေဟိုဘရိတ်တွေထိတ်တွေပဲကျွန်တော်ကအောင်လုပ်ပေးနိုင်တယ်ပေါ့เนาะဒီနေရာမှာကျန်တာတွေကမအောင်ခဲ့ပါဘူးเนาะအဲ့တော့ဒီတောက်ကြနေရဆိုရင်လဲဒီတိုင်းမှာပဲ6ထိတ်6ထိတ်အောင်ခဲ့ပါတယ်60ဆိုပြီးတော့6 6ကီးလဲအောင်ခဲ့ပါတယ်เนาะနောက်တစ်ခါမာစတာကီးမှာဆိုလဲ6ထိပြီးတော့အောင်ခဲ့တယ်ညနေပိုင်းမှာ6ငါမာစတာကီးမှာ6ထိတယ် မာဆရာကြီးတွေကမနေ့ကောညာကိုထိသွားခဲ့တယ်ဟုတ်လားပြိတ္တမာဆိုလဲဒီတိုင်းပဲ6ပြိတ္တကော5ပြိတ္တကောထိခဲ့တယ်နော်ဒါပေမဲ့ကျွန်တော်တို့ဘာဖောင်းဖြစ်သွားသလဲဆိုတော့ဒီ1ဂျင်း2 9ခုနှစ်ပေါ်ဆိုဝမ်းကျင်ကဖောင်းဖြစ်သွားပါတယ်အဲ့ဒါပေါ်အောက်တူခဲ့ရင်2ခုတပြားနော်တောက်ကတောက်ကြနေမှာကျွန်တော်ကဟိုတောက်ကြနေမှာကျွန်တော်တွက်နေကြနေတိုင်းတွက်တာလဲ2ခုတပြားဒါပေမဲ့လဲသူကကီးအနေနဲ့2ခု3ညဒီယူရမလို့မျိုးဖြစ်နေတယ်เนาะဒါမှမဟုတ်ကျွန်တော်ဒီ1ချင်းတွေကမခိုင်မှန်သေးတဲ့အတွက်ချမပြချင်းဖြစ်တယ်เนาะ ကဲအဲ့တော့ကျွန်တော်တို့ training လေးစလိုက်ကြအောင်ကဲ training လေးစမယ်ဆိုရင်ဘယ်ကစမလဲဆိုတဲ့အခါကျတော့6 3 5 9ကစမယ်ဗျ6 3 5 9အဲ့ဒါကကျွန်တော်တို့3 5ခွန်2ခွန်2 ဒီ3ခွန်း1 1 3ခွန်းဆိုပြီးဒီလိုမျိုးကျွန်တော်ထွက်ထားပါတယ်အဲ့ဒါလေးကိုကျွန်တော်တွက်ပါမယ်အဲ့ဒါလေးကိုတွက်မယ်ဆိုတဲ့အခါကျတော့ဒီ6နဲ့ဒီ9ပေါင်း6အပေါင်းခွန်းညီမချင်း6ပါတဲ့เนาะ6ရဲ့ပါဝါ1 1ရဲ့နှက်ခက်က8 6 8ဆိုတဲ့ကီး3လုံးဒီဘေးမှာထွက်ရမယ်တဲ့အဲ့မှာကျွန်တော်ဘာထွက်သွားသလဲဆိုတဲ့အခါကျတော့8 4တဲ့8 4မှာကျွန်တော်8တလုံးထိပြီးအောင်ခဲ့ပါတယ်ခွန်း8ခွန်း8တဲ့ခွန်း8မှာလည်းကျွန်တော်တို့ ရှစ်လုံးမဲ့ထပ်တည်ပြီးတော့ကျွန်တော်တို့ညာရောမနဲ့ကောအောင်ခဲ့ပါတယ်အမျိုးတို့ကဲနောက်တစ်ပြောင်းတွက်ပါမယ်ည9 2 3ည9 2 3ည3959 3959 5963ည5963ညဆိုရပြီးတော့ဒီလိုမျိုးကျွန်တော်ထွက်ထားပါတယ်ဒီနေရာမှာကျွန်တော်ပြောချင်တာလေးတွေရှိတယ်အဲ့ဒါပါလဲဆိုတော့ကျွန်တော်က ဒီ key line တွေ break line တွေ trail line တွေပဲကျွန်တော်ပေးတာကောင်းပါတယ်เนาะကျွန်တော်ကနန်းထုတ်တဲ့နေရာမှာကျွန်တော်ညံပြင်းချက်ကလေးအများကြီးရှိပါတယ်အဲ့အတွက်ကိုကျွန်တော်ကိုကျွန်တော်လည်းဝန်ခံပြီးတော့เนาะအချိန်ချင်းလည်းပြောပြသားဖြစ်တယ်အဲ့တော့ကျွန်တော်ရဲ့ထုတ်ပေးတဲ့ကနန်းတွေကြီးပဲအာမကုန်နေကျွန်တော်ရဲ့ key တွေဝမ်းကြိမ်းတွေထိတ်တွေ break တွေနဲ့လည်းမိမိတို့ပါမိမိတို့ကြိုက်တာလေးနဲ့တွေ့ရင်လည်းတင်ထိုးကြပါเนาะကျွန်တော်လည်းအတတ်နိုင်ဆုံးတော့အောင်စီချင်တာပေါ့เนาะတို့တော်ညာလည်းကျွန်တော်ကကနန်းထုတ်တဲ့နေရာမှာကန့်ခေးနေရေပေါ့เนาะအဲ့တော့ကဲ တုံညာနဲ့တုံညာနဲ့ပေါအောင်ပေါ့ဗျာဒါပေမဲ့ကျွန်တော်ဒါလေးရတမင်္ဂလာထည့်ပေးနေရပါတော့ဘောင်းလို့ open net တကယ်သွားတူညင် copyright လေးရှိလို့ပါနော်အဲ့တော့တုံညာတုံညာရဲ့ power 5 9ရဲ့နှစ်ခက်က3တုံညာ5 3ဆိုတဲ့ key 3လုံး key ပြန်มาထွက်ရမယ်တဲ့အဲ့မှာကျွန်တော်ဘာတွေထွက်သွားသလဲဆိုတဲ့အခါကျတော့နှစ်ခွန်းနဲ့မအောင်ပါဘူး3ခွန်း3ခွန်းနဲ့3ခွန်းမှာတော့ကျွန်တော်3တလုံးထိပြီးအောင်ခဲ့ပါတယ်မျိုးလို့ဒီနေရာမှာကျွန်တော်မြစ်တရရခန့်ညင်တာနော်ကျွန်တော်ဟိုဗီဒီယိုလေးကြီးရှုတဲ့အခါမှာ တက်နိုင်ကြုံ VPN လေးခံပြီးကြည့်ပေးပါနော်အားလေးကတော့ကျွန်တော်မြစ်တရရခံတောင်းဆိုတာပါကျွန်တော် group ပဲကနန်းပေါက်ဒီဖြစ်စီအောင်စီဖြစ်စီကျွန်တော်ငွေကြီးဘာမှမတောင်းဆိုခဲ့ပါဘူးနော်ဒါလေးကတော့ကျွန်တော်မြစ်တရရခံတောင်းဆိုခြင်းပါပဲနော်ကဲအဲ့တော့နောက်တစ်ခါ3ည4 9 3ည4 9ဟမ်9 4 9 9တိချောက်ခွန်ရှိတိချောက်ခွန်ရှိဆိုပြီးဒီလိုမျိုးကျွန်တော်ထွက်ထားပါတယ်အဲ့ဒါကိုကျွန်တော်တွက်ပါမယ် ဒီ၃ညနဲ့ဒီ၈နဲ့ပေါင်းပါမယ်တဲ့နော်၃ညပေါင်း၈ညီမချင်း၈ပါတဲ့၈ရဲ့ပါဝါ၃၈၃ရဲ့နှက်ခက်က၅၈၃ဆိုတော့ကီ၃လုံးဒီအပြင်မှာထွက်ရမယ်တဲ့အဲ့မှာကျွန်တော်ဘာထွက်သွားလဲဆိုရဲခါကြတော့၃ည၄တဲ့မအောင်ပါဘူးဗျနောက်တစ်ခါကျွန်တော်တို့6ရှေ့တဲ့6ရှေ့မှာတော့ကျွန်တော်တို့ရှစ်တလုံးထိပြီးအောင်ခဲ့ပါတယ်မျိုးတို့ကဲနောက်တစ်ပြင်ကြည့်ပါမယ်နောက်က8133ဘာကြီးနေ ုံ3ခွန်တီ68ခွန်တီ68ခွန်ခွန်တင်ငါခွန်ခွန်တင်ငါဆိုပြီးဒီလိုမျိုးကျွန်တော်ထွက်ထားပါတယ်အဲ့ဒါလေးကိုကျွန်တော်တွက်မယ်ဆိုရင်305ရဲ့ပေါင်း3ပေါင်း5ညီမချင်း8ပါတဲ့8 8ရဲ့ပါပါ3 3ရက်နှစ်ခါက9 8 3ဆိုတာပဲထပ်ထွက်ရပါဦးမယ်တဲ့အဲ့မှာကျွန်တော်ဘာကြီးထွက်သွားသလဲဆိုတဲ့ခါကျတော့ခွန်8တဲ့ခွန်8မှာကျွန်တော်8တုံးထိပြီးအောင်ခဲ့ပါတယ်8ချ 86တဲ့86မှာလဲကျွန်တော်8တလုံးမဲ့ထပ်ထည်ပြီးညာရောမနဲ့ကောအောင်ခဲ့ပါတယ်အမျိုးတို့ကီးတွေရောထိတ်တွေရောပရိတ်တွေရောเนาะအကုန်မှန်အောင်ပြည့်ရတာနဲ့မှာကျွန်တော်ကမိအောင်မဖမ်းနိုင်ဘူးဖြစ်နေတယ်เนาะနောက်နောက်တစ်ပြေတက်မယ်ဆိုရင်4ခွန်8ခွန်6ခွန်2ခွန်6ခွန်2ခွန်2253 2253ဆိုပြီးဒီလိုမျိုးကျွန်တော်တို့ထွက်ထားပါတယ် ဲ့တော့ကျွန်တော်တို့အဲ့ဒါလေးကိုတွက်ပါမယ်၄နဲ့၃နဲ့ပေါင်းပါမယ်၄ပေါင်း၃မြမြချင်းခွန်မာတဲ့ခွန်ရဲ့ပါဝါ2 2နဲ့ခက်က4ခွန်2ဆိုတော့ကီး3တော့ဒီပြင်မှာထွက်ရမယ်တဲ့အဲ့မှာကျွန်တော်ဘာတွေထွက်သွားသလဲဆိုတဲ့ခါကျတော့2 6 2 6တဲ့2 6မှာ2တလုံးထိပြီးအောင်ခဲ့ပါတယ်3ညခွန်နဲ့3ညခွန်မှာလည်းကျွန်တော်တို့ခွန်တလုံးထိပြီးညာရောမနဲ့ကောထပ်အောင်မြန်ပါလေဗျကဲနောက်တစ်ပြင်တော့တွက်ပါမယ် င်း9နှစ်16 16 84 16 84 69 5နှစ်ရှစ်ခွန်5နှစ်ဆိုပြီးဒီလိုမျိုးကျွန်တော်တို့ထပ်ထားပါတယ်အဲ့ဒါလေးကိုကျွန်တော်တွက်ပါမယ်တွက်မယ်ဆိုရင်ကတော့6ကနှစ်ကပေါ့6အပေါင်းနှင်းညီမချင်း10ပါတဲ့10ရဲ့ပါဝါ3 3နှစ်ခက်က5 8 35ဆိုပြီးတော့ကျွန်တော်တို့ဒီနေရာမှာထွက်ရပါမယ်တဲ့ကဲအဲ့တော့ဘာကြီးထွက်သွားလဲကြည့်ကြရအောင်တင်5တင်5ဟောတင်5မှာ5တလုံးထိပြီးအောင်ခဲ့ပါတယ် 3 3နဲ့3 3မှာလည်းကျွန်တော်တို့3တလုံးထိပြီးညာရောမနဲ့ကောထပ်အောင်မြန်ပါလေဗျညာမနဲ့ဒီတအားထွက်တယ်နော်ဒီကီးမှာကဲနောက်တစ်ပြောင်းတွက်ပါမယ်3926 3926 3923ည3923ည6595 6595ဆိုပြီးဒီလိုမျိုးကျွန်တော်ထပ်ထားပါတယ်အဲ့ဒါလေးကိုကျွန်တော်တွက်ပါမယ်တွက်မဲ့ဆိုရခါရ6နဲ့9နဲ့ပေါင်းပါမယ်6ပေါင်း9 ညီမချင်းတက်ပါတဲ့တက်ရဲ့ပါဝါ6 6ရဲ့နှခတ်ကကိုတက်69ဆိုတဲ့ကီတုံးလုံးဒီအပြင်မှာထွက်ရမယ်တဲ့အဲ့မှာကျွန်တော်ဘာထွက်သွားသလဲဆိုတဲ့အခါကျတော့65 65တဲ့65မှာကျွန်တော်6တလုံးထိပြီးတော့အောင်ခဲ့ပါတယ်နောက်တစ်ခါ6ရှေ့တဲ့6ရှေ့မှာလည်းဒီလိုပါပဲကိုတလုံးထပ်တည်ပြီးညာရောမနဲ့ကောအောင်ခဲ့ပါတယ်အမျိုးတို့ကဲနောက်တစ်ပြန်တွေ့ပါမယ်65 19 65 19 ရှိရှိနှစ်တခွန်ခွန်လေးငါဆိုပြီးကျွန်တော်တို့ဒီလိုမျိုးထွက်ထားပါတယ်အဲ့ဒါကိုပေါင်းမယ်ဆိုရင်6နဲ့9နဲ့ပေါင်း6အပေါင်း9ဒီမှာချင်း၄ပါတဲ့၄ရဲ့ပါဝါ၉ကို၉ရဲ့နှခခ၆၄၉၆ဆိုတော့ကီးသုံးလုံးဒီပြင်မှာထွက်ရမယ်တဲ့အဲ့မှာကျွန်တော်တို့ဘာတွေထွက်သွားသလဲဆိုတဲ့ခါကျတော့၄၃၄၃နဲ့၄၃မှာ၄တလုံးထိပြီးအောင်ခဲ့ပါတယ်၃ညာခွန်၃ညာခွန်နဲ့၃ညာခွန်မှာတော့မအောင်ပါဘူးဗျ ဲ့တော့ကျွန်တော်ညနေဒီနေ့လာနေအတွက်ကီးလေးထုတ်လိုက်ရအောင်ง5 1 3 3 1 6 8 3 1 6 8 6 3 5 4 5 6 3 5 4 5ဆိုပြီးဒီလိုမျိုးကျွန်တော်တို့ထွက်ထားပါတယ်အဲ့ဒီကိုကျွန်တော်တို့တွက်ပါမယ်တွက်မယ်ဆိုရင်ခါကျတော့305ရဲ့ပေါင်း3ပေါင်း5ညီမချင်း8 8ရဲ့ပါဝါ3၃ရက်နှစ်ခက်က၅၈၃၅ဆိုတော့ကီး၃လုံးဒီပြန်မှာထွက်ရပါမယ်တဲ့အဲ့ဒါဘာတွေထွက်သွား ထွက်မလဲဆိုတာတော့ကျွန်တော်တို့စောင့်ကြည့်ရမှာဖြစ်ပါတယ်။ကဲအဲတော့ကျွန်တော်တို့တနင်္လာနေ့အတွက်ကီးထိတ်ကလေးတွေနဲ့ကျွန်တော်တို့စဉ်းစားလဲရအောင်။ဒီနေရာမှာကီးထိတ်ကတော့ကျွန်တော်တို့เนาะပြီးခဲ့တဲ့တစ်ပတ်ကကျွန်တော်တို့အကောင်လုံးနှီးပါကိုအောင်မြင်ခဲ့ပါတယ်เนาะဒီကနေ့ဒီတစ်ပတ်တနင်္လာနေ့ကီးထိတ်ကတော့ကျွန်တော်တို့ဘာရရတယ်ဆိုတဲ့အခါကျတော့ကီးထိတ်ကီးထိတ်ကဘာရရတယ်ဆိုတဲ့အခါကျတော့6 ကို၄ပါတဲ့နော်နောက်တစ်ခါကီယိုယိုကီယိုယိုက၈၃၅ပါတဲ့၈၃၅ဆိုပြီးတော့ဒီလိုမျိုးကျွန်တော်တို့ရပါတယ်အဲ့တော့ကျွန်တော်ကကီနကီရမတူညီရတဲ့ထုံးစံအတိုင်းပဲကျွန်တော်ကတ်ကစားပါမယ်၆၈၆၃၆၅၉၈၉၈ကိုယ်တော့ကိုငါကိုငါလေးရှိလေးရှိ လေ၃၄၅ဆိုပြီးဒီလိုမျိုးကျွန်တော်ထပ်တာပါတယ်၄၅တော့ကျွန်တော်မကြိုက်တော့ပါဘူးအမျိုးလိုကြိုက်ရင်တော့ထည့်ထိုးပါเนาะအဲ့မှာကျွန်တော်တို့ master key တွေကိုကျွန်တော်ပြောပါမယ် master key ပထမ master key က6 9 1 8ဖြစ်ပါတယ်တဲ့6 9 1 8နောက်ကဒုတိယ key က9 3 9 3ရှေ့တကယ်အဲ့တော့ကျွန်တော်တို့ဒီမှာပြန်ကြည့်မယ်အဲ့တော့ဒီမှာပြန်ကြည့်မယ်ဆိုရင်ဥပမာ6 8 နော်က63ဒီမှာ6ကဒီမှာ3ရနော်65ဒီမှာ6ဒီမှာ5 68ဒီမှာ9ဒီမှာ8 63ဒီမှာ9ဒီမှာ3 65ဒီမှာ9ဒီမှာ5 48 48တခုကတော့ဒီမှာ8တွေကြီးပဲကင်ပြီးတော့ဒီ48နဲ့သွားပြီးကညီတယ်နော်48 43လဲထဆိုရင်တော့43ကကျွန်တော်တို့ဒီဒီကောင်နဲ့ဒီကောင်နဲ့ပဲသွားကညီတယ်နော်ဒီဒီနဲ့ချက်နဲ့ဒီကောင်နဲ့ပဲသွားကညီတယ်နော်အပေါ်အောက်တော့မကညီဘူးအဲ့တော့ကျွန်တော်တို့က အပေါ်အောင်သွားကိုက်ညီတာတွေစီဒီကောင်းရဲ့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 ဒါပဲကိုက်ညီတယ်ဗောနော်လင်းကားတော့ကျွန်တော်မကြိုက်တဲ့အတွက်ပေးထားတယ်เนาะအမျိုးလိုကြိုက်ချင်လဲထည့်ထိုးဟုတ်လားအဲ့တော့ကျွန်တော်တို့ထောင်းကြံတိုင်းပဲ break ကလေးတွေနဲ့ကျွန်တော်စဉ်းစားမယ် break ကလေးတွေကတော့ကျွန်တော်ရာသက်ပံကတ်ဒီမှာပေးထားတဲ့နီးတွေပဲကျွန်တော်ဒီမှာချက်ချပေးတာပါအဲ့တော့ရာသက်ပံကတ်ကိုမဝယ်နိုင်တဲ့လူတွေပဲဖြစ်ဖြစ်မဝယ်ချင်တဲ့လူတွေပဲဖြစ်ဖြစ်เนาะတချို့ကမဝယ်နိုင်တာအခက်အခဲတချို့ကတော့မဝယ်ချင်ဘူးအဲ့တော့ ဟိုလကားပဲလိုချင်တယ်ဆိုရယ်လူမျိုးတွေအတွက်လည်းကျွန်တော်ဒီနေရာမှာပြောချင်ပါတယ်အဲ့ဒီတော့ပြောတာဒီလိုဆာဗေကလေးနဲ့မှတ်မှတ်ထားပါဒါတွေကဘယ်လောက်ထိအသုံးကျတာဆိုတာလဲမျိုးတို့ကျွန်တော်နဲ့နော်လက်တွဲလာခဲ့တာနှစ်နဲ့ချီကြာနေတဲ့လူတွေအများကြီးပါပါတယ်နော်အဲ့လူတွေအကုန်လုံးသိပါဟလားအဲ့တော့အဲ့မှာဗာချိလဲဆိုတော့လေးထိတ်လေးထိတ်လို့ထွက်ပြီးသွားရင်းနဲ့လေးထိတ်ဆိုတာကတော့ကျွန်တော်တောက်ကြံနေ45လို့ထွက်ထားတယ်เนาะအဲ့လိုလေးထိတ်လို့ထွက်ပြီးသွားရင်းနဲ့2 9 6ဆိုတဲ့ပရိဟာတဲ့၃ရက်အတွင်းမှာလာပါမယ်တဲ့เนาะနောက်တစ်ခါ5 9ဆိုတော့နှလုံးပေါင်း6 ဒီနေ့မှာဒီ၄ကိုဆိုပရိတ်ကလေးနဲ့ပတ်သက်လို့လည်းအမျိုးတို့အတီးပဲเนาะဒီမှာကျွန်တော်ကိုဆို၄ကိုပြီးွားရင်2 4 6ဆိုတဲ့အခါမှာဒီမှာအနည်းဆုံး၃ရက်ဒီမှာဆိုဒီမှာကျွန်တော်၄ပရိတ်ထွက်တယ်တခါ၄ကိုပြန်ချီရဲ2 4 6ဆိုဒီမှာလာထွက်တယ်၄၄ကိုပရိတ်ပြန်ထီတယ်နောက်2 4 6ဒီမှာ၄ပရိတ်လာထီရဲနောက်တခါဒီ၄ပရိတ်ကြောင့်၄ကို၄ကိုပရိတ်လာထီတယ်2 4 6ဒီမှာထီတယ်เนาะနောက်တခါဒီမှာလည်းထီွားတယ်အခုလည်း၄ကိုပရိတ်ကိုဗရိတ်ရှိရအတွက်2 4 6ဒီကျွန်တော်တို့3ရက်အတွင်းမှာထပ်ပြီးထွက်ရပါအောင်မယ်တဲ့2 4 6 ိုး6အဲ့တော့2 4 6နဲ့ပတ်သက်ပြီးတော့ကျွန်တော်တို့အဲ့မှာကြည့်မယ်ဆိုရင်4 6ဆိုအဲ4 6ဆိုတော့2 4 6ဆိုတော့ဘရိတ်ကသွားပြီးတူညီနေတဲ့အတွက်2 4 6နဲ့ပတ်သက်တာလေးကျွန်တော်တင်ကနန်းစဉ်းစားမယ်ဆိုရင်68 63 93 95 84ဆိုတာပဲကျွန်တော်ရှိရနော်အဲ့တော့ဒီမှာကျွန်တော်တို့ပြန်ထုတ်မယ်ဆိုရင်68 63နောက်တော့က93 အာဒီလိုမျိုးရတယ်အဲ့တော့အဲ့တော့ကျွန်တော်တို့ဒီကနန်းတကွက်2ကွက်3ကွက်4ကွက်5ကွက်ပေါ့နော်ဒီ5ကွက်သလုံးမထိုးခြင်းမှုဆိုရင်ထပ်ပြီးကျွန်တော်ပြောချင်တာကဘာလဲဆိုတော့ကျွန်တော်တို့က6တစ်တပြားဟာအခုဆိုရင်အိုးခါတန်းဆိုရင်တင်းလားမထွက်ထွက်မထွက်အင်္ဂါအင်္ဂါမှမထွက်ရင်တင်းလားအဲ့လိုမျိုးပေါ့နော်ကျင်းတွေထွက်နေတဲ့ဟာကအခုဆိုရင်ကျွန်တော်တို့ဗိုလ်ထူးကြီးပဲထွက်သွားတာနှစ်ပတ်ရှိပါပြီเนาะအဲ့တော့ကျွန်တော်ကတင်းလားအင်္ဂါမှပြန်ထွက်နိုင် မီးလို့တော့ကျွန်တော်ထင်တဲ့အတွက်ကျွန်တော်ကတော့မိုင်းမိုက်ကန်ကန်ပဲ68နဲ့63ဝင်သားလေးကျွန်တော်တင်ကနန်းအနေနဲ့ကစားပါမယ်တဲ့နော်68နဲ့63နော်အဲ့နှစ်ခွက်ကိုပဲကျွန်တော်တင်ကနန်းအဖြစ်နဲ့ကစားပါမယ်တဲ့အဲ့တော့ကျွန်တော်တင်ကနန်းကစားလို့ကျန်တဲ့လူတွေလည်းဒါပဲကစားပါလို့ကျွန်တော်မဆိုလိုဘူးနော်ကျွန်တော်ကခုနပြောလိုပေါ့နော်ကျွန်တော်ကနန်းတုတ်ကလေးမှနည်းနည်းညာပြမှုအားနည်းမှုလေးရှိပါတယ်နော်ဒီကကျန်တာလေးကတော့အကုန်လုံးအဆင်ပြေတယ်ပေါ့နော်ကဲအဲ့တော့ကျွန်တော်နောက်ထပ်ပေးကျင်တာလေးကဘာလဲဆိုတော့ ဟိုတပတ်စာတန်းလေးဖြစ်ပါတယ်အဲ့တပတ်စာတန်းလေးကပြီးခဲ့တဲ့ဘက်ကဆိုရင်၅ချိန်အထိကျွန်တော်ထွက်သွားပါဘာလို့၅ချိန်လို့ပြောလဲဆိုရင်၅ချိန်လား၄ချိန်ဟုတ်ထားပါတော့အဲ၄ကားနှစ်ခါထွက်သွားရတဲ့အတွက်เนาะအဲ့လိုမျိုးအဲ့တော့ထားပါတော့အဲ့ဒီတပတ်ကတော့ကျွန်တော်တို့ပြရမယ်အပေါ်တန်းအောက်တန်းလေးကတော့၄2 3ရပါတဲ့အောက်တန်းက၄6 7ပါတဲ့เนาะ အဲ့တော့ကျွန်တော်တို့ကြိုက်ရှင်နဲ့ထိုးပါကြိုက်တဲ့လူတွေအတွက်ယူပါเนาะအဲ့မှာကျွန်တော်ပြောချင်တာလေးတစ်ခုကဘာရှိသလဲဆိုတဲ့အခါကျတော့နှစ်ခွန်တပြားနှစ်ခွန်တပြားကကျွန်တော်တို့အပေါ်အောက်ပရိတ်လူပရိတ်စင်တာအတွက်ကျွန်တော်နှစ်ခွန်တပြားဒီနှစ်ရက်အတွင်းမှာထွက်ရမယ်ကျွန်တော်ပြီးခဲ့တဲ့တောက်ကြံဒီကကျွန်တော်နှစ်ခွန်တော်တော်အားခဲခဲ့ပါတယ်ဒါပေမဲ့မအောင်ဘူးเนาะနှစ်ခွန်မထွက်ခဲ့ပဲနဲ့အခုတနင်္လာမှာနှစ်ခွန်ကတပြားထွက်လာနိုင်တယ်အဲ့တော့ကျွန်တော်ဒီပဲတကယ်လို့များနှစ်ခွန်တပြားကင်ပြီးတော့ဒီပြီးပေါက်နေများတွဲမယ်ဆိုရင်ဥပမာပေါ့နှစ်၄နှစ်၉နှစ်၆နှစ်၁ခွန်၄ခွန်၉ ွန်6ခွန်1ဆိုတာမျိုးကကျွန်တော်တို့ထိုးတင်တယ်လို့ကျွန်တော်ထင်ပါတယ်နောက်တစ်ခုကကျွန်တော်ပရိတ်နဲ့ကိုက်ညီအောင်ကစားမယ်ဆိုရင်၄နှစ်လို့ဟာမျိုး6ပရိတ်ရှိတယ်ခွန်9လို့ဟာမျိုး6ပရိတ်ရှိတယ်အဲ့တော့၄နှစ်နဲ့ခွန်9ကတော့အဖြစ်မနေထဲထိုးတင်တယ်လို့ကျွန်တော်အနေနဲ့ထင်ပါတယ်အမျိုးတို့အနေနဲ့လည်းကြိုက်ရင်ထဲထိုးပါเนาะမကြိုက်ရင်လည်းမထိုးပါနဲ့ဒါကျွန်တော်ကဟိုတန်ထိုးခြင်းတဲ့လူတွေအတွက်အိုက်ကနန်းတွေတင်ကနန်းအဖြစ်နဲ့ကစားတင်တယ်လို့ကျွန်တော်အနေနဲ့အကြံပြုခြင်းပဲဖြစ်ပါတယ်ကဲအဲ့တော့ကျွန်တော်ရဲ့ဒီကနေ့ အကြံပြုဆွေးနွေးမှုတွေကတော့ဒီလောက်ပဲဖြစ်ပါတယ်အမျိုးတို့အနေနဲ့ကြိုင်နေတဲ့ယူပါမကြိုင်နေတဲ့လည်းမယူပါနဲ့เนาะ key တွေကိုကြိုင်ရင် key တွေကိုယူပါ key ယူကိုကြိုင်ရင် key ယူကိုယူပါ master key တွေကိုပဲကြိုက်တယ်ဆို master key တွေကိုပဲယူကစားပါလို့เนาะအဓိကတော့ဘာပဲဖြစ်ဖြစ်အားလုံးဟိုပေါက်ဖို့ကအရေးကြီးပါလေကဲเนาะကျွန်တော်ရဲ့ဒါကြောင့်မလို့ဒီကနေ့ကျွန်တော်ရဲ့တင်ဆက်မှုတွေကတော့ဒီလောက်ပါပဲအားလုံးစိတ်ချမ်းသာခြင်းကိုယ်ကျမ်းမာခြင်းနဲ့ပြည့်စုံပြီးလင်အဖွင့်နေမှာလှလှပါရကြအောင်ကြပါသေးလို့ကျွန်တော်အနေနဲ့ဆုတောင်းပြီးဒီကနေ့ဒီဘူးတို့ဖိုင်တွေကိုကျွန်တော်ဒီမှာနေမယ့်အဆုံးတက်လိုက်ပါတယ်ဗျာ